လင်းကြောင့်စိုးစိုးဝါးထိခိုက်ပျက်စီးသွားတဲ့ဒေသတွေကိုကူညီဖို့ရန်ကုန်မြို့မှာအလူငွေကောက်ခံတဲ့ပရိုက်တာအဖွဲ့တွေဟာစစ်ကောင်စီအာဏာပိုင်တွေစီကခွင့်ပြုချက် တောင်းနေကြပါတယ်။ဒီလိုခွင့်ပြုချက် တောင်းတဲ့အခါအလူငွေကောက်ခံမဲ့နေရာပါဝင်မဲ့လူရည်အတွက်အကြောင်းအရာစတဲ့အချက်လက်တွေကိုပေးရတယ်လို့ပရိုက်တာအဖွဲ့တွေက RFP ကိုပြောပြပါတယ်။ ဧပြီလ6နေ့ကစပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ထောက်ကမ်းစာရယူခဲ့ရတယ်လို့လုံချုံရေးရအမည်မဖော်လိုတဲ့ Pride လူငယ်တယောက်ကပြောပါတယ်။ညီမတို့အလူခန်းတဲ့အချိန်မှာတော့ဒီမြို့နယ်ရဲ့အုပ်ချုပ်ရေးမှူးဆရာနေရောထောက်ကမ်းစာလေးယူရပါတယ်ရှင်ဟုတ်။အော်ညီမတို့ဒီအလူခန်းခြင်းနဲ့ဆိုပြီးတော့ပဲဒီအလူခန်းမှုအတွက်ဒီရက်ကထောက်ကမ်းစာပါပဲရှင်ဟုတ်။အလူခန်းခွင့်ပေါ့နော်။ထောက်ကမ်းစာရက်ကအုပ်ချုပ်ရေးမှူးထောက်ကမ်းစာရရင်တော့အဆင်ပြေပါပြီဟုတ်။စစ်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကငလင်ဘဲကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပြုတော့ဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်လို့ဧပြီ9ရက်နေ့ကပြောဆိုခဲ့ပါတယ်။အဲဒီနောက်ပရိဒ်အဖွဲ့ရဟာတက်ဆိုင်ရာမြို့နယ်စစ်ကောင်စီအာဏာပိုင်တွေစီကခွင့်ပြုချက်ရမှာပဲ။ငလင်ဘေးကွန်ကြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်ခွင့်ရတော့တာပါ။ရန်ကုန်မြို့မှာငလင်ဘေးအတွက်အလူခံနေတဲ့နောက်ထပ်လူငယ်အဖွဲ့တစ်ခုဖြစ်တဲ့ Volunteer လှိုင်အဖွဲ့ကကိုအောင်ဇော်ထက်ကလည်းသူတို့ထောက်ခံစာယူခဲ့ရတယ်လို့ RFP ကပြောပါတယ်။တော်ထောက်ခံစာရရတော့မှပဲကျွန်တော်တို့လုံခြုံတာပေါ့ဗျာပြောရမယ်ဆိုရင်တချို့ကြောက်လည်းအဲ့လိုအချင်းတပြင်းနေရာတွေမှာလိုက်ပြီးတော့ ဖမ်းနေပါ냐တော့တပင်းတော့ကြားတယ်ပြီကျောတစ်ဖွဲ့လုံးကရှိရဲ့လူတွေအားလုံးနမဲစင်းတို့မပုံနေနမတ်တီကိုအကုန်ယူပြီးတော့စတင်ထားပါတယ်ပြီသူတို့ဖွဲ့နေတဲ့ငလင်းဘေးတင်ဒေတာတွေကိုကိုယ်တိုင်ကိုကြသွားရောက်လှူဒန်းမယ်လို့လည်းသူကဆိုပါတယ် Blue Sky Pride ဖွဲ့ကလည်းသူတို့ခွင့်ပြုချက်တောင်းပြီးမှအလူငွေကောက်ခံတာလို့ပြောပြပါတယ်ရလာတဲ့အလူငွေတွေကိုအလူရှင်တွေရောက်ပေါက်နေတဲ့ဒေတာတွေကိုလှူဒန်းမယ်လို့ Blue Sky ဖွဲ့ဝင်ကိုကောင်းစီသူကပြောပါတယ်ကျွန်တော်တို့ကတော့ကောက်တဲ့ဖွဲ့ပါ ော့ဂျိတ်တွေပါတယ်ဒီချာချိတ်မြဲဆိုတော့စကိုင်းအောင်လည်းတော့ဒီလိုစီစီရှိပါတယ်ခင်ဗျ Brighter ဖွဲ့တွေဟာငလင်ဘေးအတွက်ရန်ကုန်မြို့ကလမ်းစုံလမ်းကွာတွေဈေးဝယ်စင်တာတွေနဲ့လူစီကားတဲ့နေရာတွေမှာနေစဉ်အလူခံနေကြပါတယ်ဒါပေမဲ့စစ်ကောင်စီဘက်ကတင်းကျပ်လာတာကြောင့်ငလင်ဘေးကုညီကစရေးလုပ်ငန်းတွေနှောင့်နှေးရတယ်လို့ Brighter ဖွဲ့တို့ကထောက်ပြပါတယ်ဘာကြောင့်ခုလိုတင်းကျပ်ထားသလဲဆိုတာကိုသိနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး မြန်မာနိုင်ငံမှာ match လ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်လူပေါင်း3600ကျော်တေဆုံးပြီး9000ကျော်ဒဏ်ရာရရှိထားပါတယ်။ဒီပြင်လူ6000သန်းကျော်ငလင်တံကိုပြင်းထန်ခံစားနေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်ခင်ဗျာ။